မင်္ဂလာပါရှင်။ဘောင်းမခဲ့တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုအချိန်မှစပြီးဇွန်လ17ရက်နေ့မနက်ပိုင်းစောင့်ဝင်စားဝယ်ထိတ်တဲရောက်တဲ့တရင်များကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးသတင်းအနေနဲ့ဖာကန်မြို့နယ်လုံခင်းချင်းရွာအုပ်စုကိုရောက်ရှိနေသောစစ်တပ်ကို၂ရက်ဆက်တိုက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား20ဦးထက်မနည်းတိဆုံဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ချင်းကချင်ပြည်နယ်ဖာကန်မြို့နယ်လုံခင်းချင်းရွာအုပ်စုကိုရောက်ရှိနေသောအကြမ်းဖက်စစ်တပ်ကို၂ရက်ဆက်တိုက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား20ဦးထက်မနည်းတိဆုံခဲ့ကြောင်း KNCA သတင်းရင်းမြစ်ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် ။ရှမန်နေဇွန်လ10ရက်နေ့တွင်ဘာကဲ့မြို့နယ်လုံခင်းကျေးရွာအုပ်စုရှိမော်စီစာဖျားကုန်း၌တက်ဆွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများသည်မော်စီစာတာယာကုန်းလုံခင်းတုတ်တန်းလုံခင်းစစ်ရုံနှင့်လုံခင်းကျေးရွာတို့အတွင်းကိုလက်နက်ကြီးများဖြင့်ပစ်ခတ်ကားစစ်ကြောင်းထိုးလာသောကြောင့် KIA KPDF တပ်ဖွဲ့များကစနိုက်ပါဒရုန်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခတ်ခဲ့ပြီးထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဒီနေ့လေမော်စီစာတဝိုင်းမှာစစ်ကြောင်းထုတ်လှုပ်ရှားနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KIA KPDF တွေထိတွေ့တိုက်ပွဲနေငယ်ရှိတဲ့မော်စီစာဖျားကုန်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကမော်စီစာတဝိုင်းတာယာကုန်းတဝိုင်းကို60မမတွေနဲ့ပြင်နေတာရှိတယ် မော်စီစံဘုရားကုန်းမှတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေက လုံခင်းတုတ်တန်လုံခင်းစီယုံတဝရလုံခင်းရွာတွေကိုစစ်ကြောင်းထုတ်လှုပ်ရှားနေတာတွေရှိတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း KNY KBDF တပ်ဖွဲ့တွေကစနိုက်ပါနဲ့ပစ်တာစစ်ကားတွေထိခိုက်သေးဆုံးမှုရှိတယ်ဟု KNY စီရီတရင်ရင်မြစ်ကအရှံကုန်းခေတ်တရင်ဌာနထံသို့ပြောကြားသည် အလားတူယမန်နီဇွန်လ9ရက်နေ့ကလည်းစံခါကြီးရွာတောက်ပကျဲကုမ္ပဏီတာဝိုက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများကို KIA KPDF ပူးပေါင်းတပ်ဖွဲ့များကစနိုက်ပါဒရုန်း40မမတို့ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုများပြပြီး ကတွေမကြေးရွာတွင်သို့ပြေးဝင်သွားကပြည်သူပိုင်ပစ္စည်းများကိုလူရက်သွားကြောင်းအလားတူမော်စီစာဖျားကိုအနေငွေသစ္စာလက်ဖေးဆိုင်၌ထိုင်နေသောစစ်ကောင်စီတပ်သားနှုတ်ကို KNKPDF ပူပေါင်းတပ်ဖွဲ့များကပြစ်ခတ်တပ်ဖြတ်လိုက်ကြောင်းသိရသည်။အဆိုပါနေရတာတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှ20ဦးထက်မနည်းသေဆုံးပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများကခတိမွန်ကြေးရွာရဲ့ရှိပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးသွားကြောင်းသိရသည်။ မနေ့တုန်းကလည်းဒီနေ့ပောင်းရင်စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20လောက်သေဆုံးတာရှိတယ်။မနေ့တုန်းကအဲ့ဒီကတိမော်မှာလက်နက်ကြီးတွေ၊ဒရုန်းတွေ၊စနိုက်ပါတွေနဲ့ပစ်ခတ်ရတော့စစ်ကြောင်းထူးနေတဲ့အဖွဲ့တွေကတိမော်ရွာတွေဝင်ပြေးတာရှိတာပေါ့။ပြီးတော့ရွာတွေကဖျော်ရည်တွေပတ်စံတွေပစ္စည်းတွေပါရီလူရဲသွားတာရှိတယ်။ အင်အား600ပါစစ်ကြောင်းကကမိုင်းလန်းကနေဖားကန့်ကိုဝင်လာတဲ့စစ်ကြောင်းကဖားကန့်ကိုရှောက်ပြီးကလေးကဖြီသူတွေကိုတပ်ဖြတ်ခင်ရတာ19ရက်လောက်ရှိပြီပြီးတော့ဒဏ်ရာရတာကလည်းအယောက်20လောက်ရှိပြီအခုလောလောဆယ်တော့မော်စီစာလုံခင်းစံခအိဘတ်တဝိုက်ကဖြီသူတွေအနေနဲ့စစ်ရေးနာဆွင့်နေဖို့အရေးကြီးတယ်စစ်ကြောင်းထိုးနေတဲ့အတွက်စစ်ရေးလုံခြုံရေးသတင်းနဲ့အနေချဖို့အရေးကြီးတယ်ဟု KAI စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်ဖားကန့်မျိုးနဲ့အတွင်ကိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းဝင်လာပြီးနောက်ဖြီသူများနေထိုင်ရာခြေရွာများအတွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ကြောက်စိမ်းကုမ္ပဏီများကိုမီးရှို့ခြင်း၊ပြည်သူများကိုပစ်ခတ်တပ်ဖြတ်ခြင်းများလုံဆောင်လျက်ရှိရာပြည်သူ၁၉ဦးသေဆုံးပြီး၂၀ကျော်ဒဏ်ရာရှိကြောင်းသိရှိရသည်။လက်ရှိတွင်ဖောက်ကဲမြို့နယ်သို့ရောက်ရှိနေသည့်တပ်မမှုသည့်မိုးကောင်းမြို့နယ်နံပါတ်အချာမှအစကခ3တပ်မှု DSA အပတ်စဉ်၄၀နှစ်ကျောင်းစင်ဘုံမှုချုပ်စုံဝင်ရောက်ရှိနေခြင်းဖြစ်ကြောင်းသိရှိရသည်။ ဆလဘီကြောင်ကြီးမြို့နယ်ရွာကြီးအင်းရွာထိပ်တွင်တက်ဆဲထားသောစစ်တပ်ကစခန်းကဝင်ရောက်တိုက်ခတ်မှုစစ်သား၃သေဆုံးပြီးလက်နက်ခင်းရများသိမ်းဆီးရရှိဆွေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းကြောင်ကြီးမြို့နယ်ရွာကြီးအင်းရွာထိပ်တွင်တက်ဆဲထားသောအစမဲ့စစ်တပ်ကစခန်းကဝင်ရောက်တိုက်ခတ်ရာစစ်သား၃သေဆုံးပြီးလက်နက်ခင်းရများသိမ်းဆီးရမိကြောင်း Fake Quarrel of Fourth မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုသည်။စုံလုံးဆယ်ရည်နေနေရှင်နိုင်ခန်တွင်ကြောင်ကြီးမြို့နယ်ရွာကြီးအင်းရွာထိပ်တွင်တက်ဆဲ က်ထားသောဂျမ်မစ်စစ်တပ်ကိစ္စကန်ကိုတော်လင်တပ်ဖွဲ့များကဝန်ရတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရှင်တိုက်ခိုက်မှုအတွင်းအပြင်းလန်ပြစ်ခတ်မှုမိနစ်20ခန့်ကြာမြင့်ခဲ့ပြီး MA1 တနက်တလက်ခရဲများနှင့်စစ်သုံးပစ္စည်းများတင်စီရရှိကဂျမ်မစ်စစ်ကောင်စီတပ်သား3တိုက်ဆုံပြီး ကျန်ရှိနေသောစစ်သားတချို့ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်းသိရှိရသည်စစ်ခွေးအင်အားခန့်မှန်းကြီး20ဝန်းကျင်ခန့်ရှိတဲ့စစ်ခွေးရှင်ဖက်မီတာမျိုးတော့မရှိဘူးစစ်ခွေးသေးစင်ထတ်တိုးတော့မသိသေးဘူးတိုက်ပွဲဖြစ်ချိန်မှာတော့၃ရောက်သေးတယ်တော်တော်များများဒဏ်ရာပြင်းထန်ရပြီးထွက်ပြေးသွားကြတယ်ဟုဖဲကွန်ကရလာဖိုးမတောင်းရှိသူတို့ကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုဖဲကွန်စုံရင်တပ်ဖွဲ့နှင့် KNL တရင်ရှိသူကပူးပေါင်းလှုံ့ဆော်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည် ရှိခိုးဆလဘီလူတို့ကောင်းဆောင်တောင်းဆန်းစုကြည်လူမျိုးရဲ့ပြည်သူများစုတောင်းမြတာပွေ Happy Birthday Suit Video Challenge နဲ့ပူပေါင်းပောင်ရဲ့ LND Party with Titan ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မတရားကျင်းကြခံရသောလူလူကောင်ဆောင်တော်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ဇွန်လ19ရက်နေ့တွင်ကြာရမည်ထောင်ဆန်းစုကြည်မွေးနေ့၌ပြည်သူအများကဆုတောင်းမေတ္တာပို့သခြင်းနှင့် Happy Birthday Suit Video Challenge နှင့်ပူပေါင်းပါဝင်ကြရန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကပြည်သူများကိုမေတ္တာရက်ခံတိုက်တွန်းလိုက်သည်ဆုတောင်းမေတ္တာပို့ခြင်းကိုထောင်ဆန်းစုကြည်နှစ်80ပြည့်မွေးနေ့ဖြစ်သော2025ခုနှစ်ဇွန်လ19ရက်နေ့နနက်၈နာရီတတိယတွင်ပြည်သူများကမိမိတို့နေအိမ်တွင်သို့မဟုတ်ရောက်ရှိရာ ောင်အတွင်း၌မိမိတို့ကိုယ်ဝေယုံကြည်ရာဒလီတိုင်းထောင်ဆက်စုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကိုဆန္ဒပြုဆွတောင်းမေတ္တာပို့ခြင်းကို10မိနစ်ကြာဆောင်ရွက်ပေးပိုင်ရန်တိုက်တွန်းနှုတ်ဆော်ထားကြသည်ထို့ပြင်ထောင်ဆက်စုကြည်၏တာငယ် Mr. Kim ကိုဦးထိန်လင်းဦးဆောင်သောဝင်းနီဆူတောင်းစကားပြောခြင်းအစီအစဉ် Happy Birthday ဆုဗီဒီယိုချလနိုင်ပါတီဝင်တို့တရလုံးနဲ့ပြည်တွင်းပြည်ပါရှိနိုင်ငံသားအပေါင်းတို့အပြည့်အဝပူးပေါင်းပါဝင်ပေးကြရန်မြစ်တရရခိုင်တိုက်တွန်းကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည် လူလူကောင်ဆောင်တောင်ဆန်းစုကြည်ကိုအကြံဖက်စစ်တပ်ကမန္တလေးဖမ်းဆီးထားသည်မှာရှမန်နီစွန်လာစေရည်နေ့အထိရှပောင်း1590ရက်ရှိပြီဖြစ်ကြောင်းသိရှိရသည်။ ဆလဘီအင်ဂျော်မျိုးမှဆေးကန်လေးချောင်းတိုက်ခိုက်ခံရမှုကြောင့်ဂျမိုက်ဝန်နဲ့တူကွယ်လွန်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။အင်တော်မျိုးအားပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကတိမ်မိုက်စဉ်ဒေသခံများနဲ့တော်လင်းတပ်ဖွဲ့များအားဂျမိုက်ရေးဆောင်ရှောက်မှုပေးခဲ့တဲ့ဂျမိုက်ဝန်နဲ့တူသည်စစ်ကောင်စီပုံချေတိုက်ခိုက်မှုကြောင့်ကွယ်လွန်ခဲ့သည်။ဧပြီလကအင်တော်မျိုးနဲ့တွင်ရှိဆေးကန်တစ်ခုပေါ်စစ်ကောင်စီကလေးချောင်းတိုက်ခိုက်စဉ် အသက်62နှစ်အရွယ်သူနာပြုဦးအီမောင်တရားရရှိခဲ့ခြင်းဖြစ်သည်ဆေကုသမှုခံယူခဲ့သော်လည်းမေလ22ရက်ကကွယ်လွန်ခဲ့သည့်အမျိုးသားညီညွတ်ရေးအစိုးရဂျမိုင်းဝင်ကြီးဌာနကရှမန်နီစွန်လ10ရက်နေ့တွင်ထုတ်ပြန်သည့်ဦးအီမောင်သည်ဒေသခံတိုင်းသားပြည်သူများနှင့်တော်လိုင်းရဲဘော်များအားဆေကုသမှုများဂျမိုင်းဆောင်ရှောင်းမှုများပေးအပ်နေသူဖြစ်ပြီးနေဦးတော်လိုင်းရဲ့လန်ခုလက်တနီးယား၌ကြဆုံခဲ့ရသောကြောင့်မိသားစုနှင့်ထပ်တူကြေကွဲဝဲနေရသောဂျမိုင်းဝင်ကြီးဌာနကဖော်ပြထားသည့်အင်းတော်မျိုးကို မြို့သားညီညွတ်ရေးအစိုးရ NUG ကဝေးဝန်ကြီးအမှတ်၁စစ်တေးတိုင်းအစီအစဉ်ဖြင့်2024ခုနှစ်ဩဂုတ်လတည်းကထုတ်ဆစ်ဆင်ခဲ့ပြီး2025အေပရီလ9ရက်နေ့တွင်တိမ်မိုက်ခဲ့ခြင်းဖြစ်သည့်မြို့သိန်းတိုက်ပွဲတွင်တမ80ခွန်တမမှုဘုံမှုချုပ်အောင်သက်ဦးကို73မှန်အဖြစ်ဖမ်းဆီးနိုင်ခဲ့သည်စစ်ကောင်စီကအင်းတို့မြို့ကိုလက်လွတ်ဆုံးရှုံးရပြီးနောက်လေကြောင်းမှမကြာခဏလာရောက်တိုက်ခိုက်နေသည်ပြီးခဲ့သည့်မတ်လ20ရက်ကခန်းကောမြို့နယ်နှန်ခါချေရွာကိုစစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ရာ CDN စီ ရားဝန်ဒေါက်တာများဆိုအောင်နဲ့ကိုုံဆောင်စနစ်အထက်တန်းသူနာပြုဖြစ်သူဒေါ်ခိုင်နင်းဝင်းနဲ့တားဖြစ်သူတို့အပါဝင်ဒေသခံစတုသေးဆုံးမိ6ဦးတင်ရရရှိခဲ့သည်စစ်ကောင်စီလေးချောင်းပုံစံတိုက်ခိုက်မှုများပုံမှုဆိုးရွားလာ၍ဘုံတွင်ခံနိုင်သောမြေအောင်စီယုံစိကံများဖွင့်နိုင်ရန်လိုအပ်ပြီးပြည်သူများထဲဝင်ကူညီကြရန်အန်ယူဂျီကျန်းမာရေးဝန်ကြီးဒေါက်တာစောဝေဆိုးကတိုက်တွန်းသည် ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ချောင်ရကတော့စစ်တပ်တိုက်လေရင်ကိုတော်လင်ရင်ဖွဲ့တွေပြစ်ချနိုင်လို့ပြည်သူတွေပျော်ရွှင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းပလဲမြို့နယ်မှာစစ်ကောင်စီရဲ့ Jet Fighter တစ်စီးကိုပြစ်ချအောင်ပြစ်ချနိုင်ခဲ့တဲ့ဖြစ်စဉ်မှာပြစ်ခတ်တဲ့အဖွဲ့တွေကတဖွဲ့ထမ်းကရှေ့ပြီးဘသူပြစ်တာပဲဖြစ်ဖြစ်တိုက်လေရင်ပြစ်ချမှုကအရေးကြီးဆုံးပဲဖြစ်တယ်လို့ပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကောင်ဆောင်ဦးစောထက်ကပြောပါရယ်။ ် MOD ရင်းနဲ့ပူပေါင်းတပ်တွေပစ်တာလည်းရှိတယ် PLA ပစ်တာလည်းရှိတယ်ဘသူကပစ်တယ်ဆိုတာထက်အဓိကကတော့ Jet Fighter ပြတ်ကြဖို့ပဲလို့ဥစောထက်ကပြောပါရယ်ပလဲမြို့နယ်ကကန်ထောင်ရွာတိုက်ဝဲကိုလမ်းရောက်ပစ်ခတ်တိုက်ခတ်ခဲ့တဲ့စစ်ကောင်စီတပ်ရဲ့ Jet Fighter လေးရင်ကို PLA ရဲ့ရှေ့တန်းရဲဘော်တွေကပစ်ချခဲ့တာလို့ Eritat ကပြောပါရယ်ဒါပြင်ရှင်မာဘင်ခိုင်ပကဖကလည်း ဇွန်လ10ရက်နေ့မှာပလဲမြို့နယ်စီဖြူကုန်းပြစောတိကျေးရွာကိုစခန်းသိစစ်စင်ရေးဆောင်ရွက်နေချိန်လေးချောင်းတိုက်ခိုက်တဲ့ Jet Fighter တစ်စီးကိုရမဝင်ခန်ကုတ်ကဲရေးအဖွဲ့ဦးဆောင်တဲ့ PDF ဘာကဘအဖွဲ့တွေက ပြစ်ချခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။လေရင်ပေါ်ပါလေရင်မောင်းဟာအခင်းဖြစ်တဲ့နေရာမှာပဲတိတ်ဆုံးခဲ့တာကိုတော်လင်းတပ်ဖွဲ့တွေထုတ်ပြန်ထားတဲ့ရုပ်သံမှတ်တမ်းတွေမှာတွေ့ရပါတယ်။လေရင်မောင်းမှာအုတ်ထုံမှာဗုဒ္ဓဘာသာမှာအနေကင်းအောင်ဆိုပြီးဆောင်းလေးရှိတဲ့24ပစ္စည်းကုန်တော်ရှုပ်ပုံကိုကတ်ထားတာဖြစ်ပါတယ်။တိုက်လေရင် င်ဟာမကွေးလေတက်ကတက်လာတဲ့တရုတ်နိုင်ငံထုတ် F7 တိုက်လေယာဉ်ဖြစ်ဖို့အများတယ်လို့ဆလနဲ့ပစ္စည်းလေလာသူတွေကပြောကြပါတယ်။ပြည်သူအများစုကတော့ပြည်သူတွေကိုနှိမ့်စင်ပုံချဲနေတဲ့စစ်တပ်တိုက်လေယာဉ်တစ်စီးကိုဖျက်ဆီးနိုင်တဲ့အပေါ်ဝမ်းမြောက်နေကြပါတယ်။ပြက်ပဲချာချာပြက်ပဲချာချာလေယာဉ်တစ်စီးဆုံးရှုံးတာကျင်းနေစရာပဲလို့ပြည်သူတို့ကပြောပါတယ်။အခြားပြည်သူတို့ကလည်းအားရတယ်။ကျင်းနေတယ်လို့မှတ်ချက်ပြပါတယ်။အပြည့်စည်းပုံချီမြင်ရလို့စိတ်ချမ်းသာပျော်ရွှင်ရတာဒီတစ်ခါပဲဖြစ်ပေါ်သေးတယ်။ ရှေ့ဆက်ပြောစရာတွေများတွေ့ရပါစေလို့ပြည်သူတို့ကပြောပါရယ်ပြည်သူတွေကိုနေစဉ်ပုံချဲတပ်ဖြတ်နေတဲ့အတွက်စစ်ကောင်စီရဲ့တိုက်လေရင်တွေရဟယ်ရင်တွေကိုတန်လင်းအဖွဲ့တွေကပစ်ချနိုင်ရင်ပြည်သူတွေပျော်ရွှင်နေကြတာကိုစစ်ကောင်စီနဲ့စစ်တပ်ကလေရင်မောင်းနေစစ်သားမိသားစုတွေမြင်ပြီးသူတို့ကို ပြည်သူကဘလောက်မုန်းတိနေတယ်ဆိုတာသိပြီးပြည်သူဘက်ကိုပြောင်းလဲရက်တွေကိုအနှောင့်အယှက်ရတဲ့မီလို့လည်းပြည်သူတို့ကပြောပါရယ် PL ရဲ့ထုတ်ပြန်ချက် ပလဲမြို့နယ်ကကန်တောင်ရွာတိုက်ပွဲကိုလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီတပ်ရဲ့ဂျက်ဖိုက်တာလေယာဉ်ကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA ရဲ့ရှေ့တန်းရဲဘော်တွေကပစ်ချခဲ့တာလို့အဲ့ဒီတပ်ကပြောရေးဆိုရခွင့်ရှိသူလူလူတွေကိုပြောပါရယ်ဂျက်ဖိုက်တာတစ်စီးကိုပစ်ချပြီးနောက်လေယာဉ်ဟာမီလောင်ကျွမ်းနေတဲ့အတွက်ချက်ချင်းအနားကိုမကပ်နိုင်ခဲ့ဘူးလို့ပြောပါရယ်ဒါကြောင့်လေယာဉ်ပေါ်မှာလိုက်ပါလာသူတို့ရဲ့ပျက်စီးနေတဲ့ရှုပ်လောင်းကိုသာတွေ့ရှိထားပြီးမပောက်ွယ်သေးတဲ့ဘုံတစ်လုံးကိုလည်းတွေ့ထားတယ်လို့ PLA ကပြောပါရယ်ပစ်ချခံရတဲ့လေယာဉ်ဟာပလဲမြို့နယ်က က်နောက်ခြေရွာကိုပုံလာကျဲတဲ့လေရင်ဖြစ်တယ်လို့လည်း PLA ကပြောပါရယ်ဒီကနေ့7:55မိနစ်မှာ PLA ရဲဘော်တွေပြစ်ချလိုက်တာတော့မှန်ကန်နေကျမတို့ဒါဟာပထမဆုံးအချိန်ပြစ်ချနိုင်ခဲ့တာပါလို့ PLA ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်ပလဲမျိုးနေကကနောက်ခြေရွာရဲစခန်းကို PLA ဦးဆောင်ပြီးဇွန်လ2ရက်နေ့ကလေးကတိုက်ခိုင်းနေတာဖြစ်ပါရယ် ်ရင်းမပင်ခိုင်ပကဘာထုတ်ပြန်ချက်ဇွန်လ10ရက်နေ့မှာပလဲမြို့နယ်စီးဖြူကုန်းပြစောတိရွာကိုစကန်သိန်းစစ်စင်ရေးဆောင်ရွက်နေချိန်လေကြောင်းတိုက်ခိုက်မှုပြုလုပ်တဲ့ Jet Fighter တစ်စီးကိုရင်းမပင်ခိုင်ကုတ်ကဲရေးဖွဲ့ဦးဆောင်တဲ့ PDF ပကဘာအဖွဲ့တွေကပစ်ချခဲ့ရာပလဲမြို့နယ်တနေရာမှာပြတ်ကျသွားခဲ့တယ်လို့ရင်းမပင်ခိုင်ပကဘာကထုတ်ပြန်ထားပါတယ်။ကောက်ွေးဝင်ကြီးဌာန MOD လက်အောက်ခံတရင်တပ်ဖွဲ့တွေကစီးဖြူကုန်းပြရွာကိုစကန်သိန်းတိုက်ဝဲဆင်နွှဲနေရလို့သိရပါတယ်။ဇွန်လ10ရက်နေ့နဲ့နဲ့10နိုင်က 53မိနစ်ခန့်အချိန်ကတက်လာတဲ့ MiG 25 Jet Fighter တစ်စီးဟာပလဲမြူနယ်ဈေးပြုံကုန်ပြည်ရစခန်းသိမ်းတိုက်ပွဲကိုလေဆောင်တိုက်ခိုက်ဖို့လာချိန်မှာပစ်ချခဲ့တယ်လို့ဆိုပါတယ်။ ULF ထုတ်ပြန်ချက် ကန်တောင်စခန်းကို PLA ကဦးဆောင်တိုက်ခိုက်နေတာဖြစ်ပြီးစွန်လ၁၀ရက်နေ့နဲ့အစောပိုင်းမှာပဲ ULF အပါဝင်ရှင်မပင်ကန်ကုကဲရီတပ်ဖွဲ့တွေကပလဲစီဖြူကုန်ပြူစကန်ကိုစတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။စီဖြူကုန်ကိုတိုက်ခိုက်နေတဲ့အချိန်စစ်ကောင်စီတိုက်လေရင်တစီကပေါင်900ဘုံနှလုံးချေချသွားခဲ့ပြီး၁၂နာရီ15မိနစ်မှာမကွေလိတပ်ကတက်လာတဲ့နောက်ထပ် Jet Fighter တစီဟာစီဖြူကုန်ပြူစကန်ကိုတိုက်ခိုက်နေတဲ့တုံလိုင်းအဖွဲ့တွေကို Rocket တစ်လုံးနဲ့ပစ်ခတ်ခဲ့ပါတယ်။ပစ်ခတ်ပြီးတိုက်လေရင်ပြန်ခွေ Jet Fighter ာဘောက rocket တစ်လုံးဟာရုတ်တရက်ပောက်ကွဲသွားပြီး jet fighter ဟာအောက်သို့ပြတ်ကျခဲ့ရလို့ရင်းမပင်မြို့နယ်ပကဖလက်ယုံတက်ဖြစ်တဲ့ ULF ကလည်းထုတ်ပြန်ထားပါတယ်စစ်တပ်ရဲ့ထုတ်ပြန်ချက်စစ်ကောင်စီကလည်း Tamro League ကတိုက်ခိုက်ရေးလေရင်တစီလေးချင်းပြန်တဲ့ရင်ဆောင်ရစဉ်ဆက်ချွေရင်းမီမတော်ဆမှုဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်တိုက်ခိုက်ရေးလေရင်တစီဟာလေးချင်းပြန်တဲ့ရင်ဆောင်ရနေစဉ် ရှင်နေမိုးလေ12:15မိနစ်ခန်းမှာပလဲမြို့နယ်မင်းတိုင်မင်းကျေးရွာရဲ့အရှိဘတ်စပတ်စိတ်ကျေးရွာနေအရှောက်မှာရုတ်တရက်ဆက်ချိုရွေးမှုဖြစ်ပြီးမြေပြင်ပေါ်ပြက်ကျမီလောက်မှုဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ် စကောင်းစီကအရင်ကရဟန်ရင်တွေတိုက်လေရင်တွေကိုတော်လင်းဖွဲ့တွေကပြစ်ချနိုင်ခဲ့တဲ့အခါမှာလဲဆက်ချွေရင်းပြီးပြစ်ကြတာပါလို့ထုတ်ပြန်လေးရှိပါတယ်။တော်လင်းရင်တပ်ဖွဲ့ဝင်အချို့မှလဲလေရင်ဟာပြစ်ကြခဲ့တာလို့ပြောနေတာတချို့လည်းရှိပါတယ်။ကချင်ပြည်နယ်ဘုံဘုံမြို့သိမ်းတိုက်ပွဲမှာလဲမေလ21ရက်မှာစစ်ကောင်နဲ့ခရင်ရိတ်ခါရီလာပို့တဲ့ရဟန်ရင်၃စီကိုတိုက်ခိုက်တာမှာတစည်းပြစ်ကြတာကိုလဲစစ်ကောင်စီကဆက်ချွေရင်းလို့ပြစ်ကြတာလို့လိမ့်လေထုတ်ပြန်ခဲ့တာပါ။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လင်းရင်တပ်တွေကစစ်ကောင်စီရဲ့ ဟယ်ရင်တိုက်လေရင်တွေကိုပြစ်ချနိုင်ခဲ့တာအနည်းဆုံး၁၂စီရှိပြီလို့ PBS Print စုဆောင်းထားတဲ့အချက်လက်တွေအရတွေ့ရပါတယ်။